ရန်ကုန်တိုင်းဗဟမ်းမြို့နယ်ငါးသက်ကြီးဖရာရင်ပြင်း၌ကျင်းပအသော59ကြိမ်မြောက်တိပိတကဂေါဝိဒရွေးချယ်ရေးစာမေးပွဲတွင်ပိတကနှစ်ပုံအာကုံဆောင်အောင်မြင်သောတာမဏိဇောဓမာစီယအစရှိသောဘွယ်များရရှိတော်မူသောအရှင်ပညာသာမီလင်္ကာရအား အရှင်ပညာသောမိလင်္ကာရရဲ့ဆရာသမားများဒါကဒါယိကာမများကဦးစီးဦးဆောင်ခြင်းပတ်တော်ပူဇော်ပွဲ၌ကျွာတော်မူကြကုန်သောရန်ကုန်တိုင်းဥက္ကဋ္ဌဆရာတော်ဖေယားပါဠိတက္ကသိုလ်ညောင်တုံးကျောင်းတိုက်စာချနာယကပထမလက်ရောင်းဆရာတော်ဖေယားမရန်ကုန်မြို့နယ်မဟာသုခာရမဆရာတော်ဖေယားနှင့်ကဘာရေးကန္နာယုံတိပိဒကမဟာကန္နာယုံ ပဒနာနာကဆရာတော်ဖရာမှုပြုသောတိပိတကမဟာကန္နာရာမိကဝန္တိကဆရာတော်ဖရာများကို ရှေးဥစွာဥခိုက်ကာရဝပြုပါတယ်ဗျာအခုလိုအရှင်မညာသမီးလင်္ကာရရဲ့ဂုံပြုပူဇော်ပွဲမှာဥပညာသမီးလင်္ကာရနဲ့သူ့ရဲ့ဆရာသမားများဒါကဒါဤကာမများက ဟုတ်လားမိမိတို့ရဲ့စာပေများတင်ကြားပို့ချပေးတဲ့ဆရာတော်များကိုမမရရယူသည်သည်နည်းနည်းစားစားပင့်ဆောင်ပြီးတော့ပူဇော်မှုလည်းပဲပြုကြပါလေအဲ့တော့ခုနကပြောခဲ့တဲ့ဆရာတော်တွေဟာဥပညာသမီးလင်္ကာရရဲ့ဆရာသမားများ ဖြစ်တယ်လို့ဥစင်းတို့ရဲ့ ဆရာသမားတွေလည်းပဲဖြစ်ကြပါလေဒီတော့အဲ့လိုမျိုးပူဇော်ခြင်းဟာသစွာဗျာအင်ကုန်ဒူမာမိန်တော်မူတဲ့အတိုင်းပဲလောကမှာရာခဲတဲ့ပုံကနေရောက်ရှိတဲ့နံပါတ်၁ကတော့ကတိညုတာမိမိပေါ်မှာဂျေဇူးရှိတဲ့ပုံကတွေရဲ့ဂျေဇူးကိုသိတဲ့ပုံကနဲ့မိမိပေါ်မှာဂျေဇူးရှိတဲ့ပုံကတွေရဲ့ ဂျေဇူးတရားကိုအတိမတ်ပြုပေးဆက်တဲ့ပုံကိုယ်တွေဟာ လောကမှာရခဲ့တယ်တဲ့ဒီနေ့ပူဇော်ပွဲဟာလည်းပဲအရှင်ပညာသာမီလင်္ကာရကိုပူဇော်တဲ့ပူဇော်ပွဲဖြစ်တယ်လို့မြတ်စွာဘုရားအင်္ဂုတ္တမဟောတဲ့ကတိညုတာကတဝေဒီမင်္ဂလာတရားများဟုလည်းပဲပြသတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းရှိဥစွာပြောကြားလိုပါတယ်အခုလိုပူဇော်ပွဲမှာ ဩဝါဒအနေနဲ့ကတော့အရှင်ဥပါလိမထေမိန်းတဲ့စကားတရားကာလာတပုတ်ကိုဓမ္မစကားအနေနဲ့ပြောကြားมาဖြစ်ပါတယ်အရှင်ဥပါလိမထေဟာရဟန္တာဖြစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ဖြစ်ကြောင်းကုန်စင်ကိုရှောက်တဲ့ထဲမှာကာလာတပုတ်ပါတယ်မာဝခဏဝိရာဇေထ ခနာဒီတာဟိသောစရိတကတ်ချေဝါယမေယာထ ခနောပတိပါတိတောအတိပေရတော့မာဝကနဝိရာတိတကိုရှိမှာဖြစ်ပေါ်လာတဲ့အခွင့်အလန်းကိုလက်လွတ်မခံကြပါနဲ့တဲ့။ဘာကြောင့်လဲဆိုရင်ခနာတိတာဟိသောစရိအခွင့်အလန်းလက်လွတ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်မှာပူပန်သောကဒုက္ခရောက်ရောက်ရတတ်တဲ့ဒါကြောင့် တကတိဝါမေယာထကုရှိမှာရလာတဲ့အခွင့်အလန်းကိုပိုင်ပိုင်နိုင်နိုင်ရအောင်အသုံးချကြပါခန္ဓာပฏิပါတိတို့ဒီအခွင့်အလန်းဟာနှခါပြန်မရနိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးပါပဲအဲ့တော့ဥစဉ်တို့ရောတကားရမတွေရောရရှိတဲ့လူဘဝဆိုတာအကန့်အသတ်နဲ့ရရှိတာပါဘေယာမထာဝရရရှိနေတာမဟုတ်ဘူး ကလေးဘွားကစားပြီးတော့ဒီဆုံးတဲ့အရွယ်တိုင်ဟောင်းအခွင့်လန်းတွေဟာသူ့ရဲ့အရွယ်နဲ့တင့်တော်တဲ့အခွင့်လန်းတွေရရှိနေတယ်ကလေးဘွားရွယ်မှာဟလာပြောရွှင်တဲ့အခွင့်လန်းတွေပညာသင်ကြားရမယ့်အခွင့်လန်းတွေရရှိတယ်အဲ့တော့ကလေးဘွားရွယ်မှာရရှိတဲ့ပညာသင်ကြား권ကိုလည်းပဲမိမိကြရရအသုံးချဖို့လိုအပ်တယ်လူငယ်ဘွားမှာ ပညာသင်ကြားမှုတွေမလုပ်ဘဲနဲ့အပျော်ပါးနဲ့ပဲအချင်းကုန်နေမယ်ဆိုရင်မိမိတို့လောကီအောင်မြင်မှုရောလောကုတ္တရာဓမ္မကြီးကအောင်မြင်မှုပါရရှိမှာမဟုတ်ပါဘူး။အေးမိမိတို့တွေလာအသက်ရွယ်ကြီးလာလို့ဘဝကအစမပြေဖြစ်ပြီးဆိုမှအိုးငါငယ်တုန်းကပညာမသင်ခဲ့မိတာမှားတယ်ဆိုတဲ့လောင်တာတရားတွေရရှိမယ်ဒါကြောင့်မာဟောခဏဝိရာတိတ ကိုရှိမှာရှိလာတဲ့ရလာတဲ့အခွင့်အလမ်းကိုလက်လွတ်မခံဘူးလို့ပါလေတဲ့အတလူပညာသင်ကြားခွင့်လိုမျိုးပဲအလားလူတွေမှာလည်းပဲစီးပွားဥစ္စာရှာဖွေတဲ့အခွင့်အလမ်းဟာလည်းပဲအများတန်းရရှိနေမှာမဟုတ်ဘူးအသက်ရွယ်ငယ်တုန်းကျမကြီးကောင်းတုန်းသာလင်စီးပွားဥစ္စာတွေရှာဖွေခွင့်ရရှိတယ်အလားမိမိတို့တွေအသက်ရွယ်တွေကြီးသွားမယ်ကျမကြီးတွေမကောင်းမှုဆိုလည်းပဲ ဒီစီးပွားဥစ္စာရှာဖွေတဲ့အခွင့်အလမ်းကရနိုင်မှာမဟုတ်ဘူးဒါကြောင့်ပညာသင်ကြားရမယ့်အရွယ်မှာပညာသင်ကြားခွင့်ကိုမိမိရရအသုံးချပါစီးပွားဥစ္စာရှာဖွေရရှာဖွေရမယ့်အချိန်မှာလည်းပဲစီးပွားဥစ္စာရှာဖွေဖို့အခွင့်အရေးကိုအသုံးချပါလောကီရာဘက်ကအခွင့်အရေးကိုအသုံးချရမှာဖြစ်သလိုဓမ္မရေးရာဘက်ကအခွင့်အရေးကိုလည်းပဲဒါနာပြုရမယ့်အခွင့်အရေးတွေသီလစောင့်တည်ရမယ့်အခွင့်အရေးတွေ ဘာဝနာတရားကျူးစာအထောက်ရမယ်ခွင့်ရတွေကိုမိမိရရအသုံးချဖို့လိုအပ်တယ်။အဲ့ဒါလိုမိမိတို့တွေအသုံးမချနိုင်ဘူးဆိုရင်တစ်ချိန်ဦးမင်းမစွန်ဖြစ်တဲ့အခါကျမှဟောငါတို့တွေလာပညာမသင်ကြားခဲ့မိဘူးစီးပွားဥစ္စာမရှာဖွေခဲ့မိဘူးဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကျူးစာအထောက်တာမျိုးမလုပ်ခဲ့မိဘူးဆိုပြီးတော့နောင်တရရမှာဖြစ်တယ်တဲ့ ဒီနေ့လာရှင်ပညာသာမီလင်္ကာရပိတကနဘုံ အာဂုံဆောင်းနေဆိုတာလည်းပဲမိမိတို့ရရှိလာတဲ့အရှင်ပညာသာမီရရှိလာတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချလို့သာလေပိတကနဘုံဆောင်းနေတဲ့ပွဲတူးကိုရရှိခြင်းဖြစ်တဲ့အတလုံးမဘူးလားမိမိရဲ့ပညာသင်ကြားရမယ်အခွင့်အရေးကိုမရယူဘဲနဲ့ မဝန်ကျင်အပျော်ပါနေတာအချင်းကုန်နေမယ်ဆိုရင်ဒီအခွင့်အရေးဟာရောက်လာမှာမဟုတ်ပါဘူး။ဒါကြောင့်အရှင်ဘာလီမထေရမိတ်နေတဲ့အတိုင်းပဲမာဟောခဏဝိရာတိတမိမိတို့တွေရရှိလာတဲ့အခွင့်အရေးကိုလောကရေးရာအခွင့်အရေးတွေဓမ္မရေးရာအခွင့်အရေးတွေကိုပိုင်ပိုင်နိုင်နိုင်သုံးချဖို့လိုပါလေတဲ့။ဘာကြောင့်လဲဆိုတော့ခန္ဓာတိသားဤသောစရိအဲ့ဒီအခွင့်အရေးလက်လွတ်ခံလိုက်ရတဲ့ပုံကူဟာတစ်ချိန်မှာတော့တောကနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်တယ်။ဒါကြောင့်မိမိတို့တွေဟာတောကနဲ့ရင်ဆိုင်ခြင်းမှုချမ်းသာဒုက္ခပျော်ရွှင်မှုနဲ့သာရင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အခွင့်အရေးတွေကိုမိမိရရအသုံးချဖို့မလိုဘူးလားဆိုရင်လိုအပ်တယ်။ဒါကြောင့်မာဟောခဏဝိရာတိထခဏတိတ ాయి သောစရိတက္ကတိဝါယမေယာထဒါကြောင့်မိမိတို့တွေကိုယ့်ရဲ့ရှေ့မှာသိရှိရရှိနေတဲ့အခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင်အသုံးချကြပါ အရှင်မြညာသာမီလင်္ကာသာလည်းပဲပိတကနှဘုံအာဂုံဆောင်တဲ့အခြေအနေကနေတဆင့်တဆင့်မြင့်ပြီးတော့ပိတကနှဘုံအောင်ပိတကသုံးဘုံဆောင်ပိတကသုံးဘုံအောင်အခွင့်အရေးများကိုရယူနိုင်သလိုတိုင်ကတိုင်ကမာများလည်းပဲလောကရေးရာအခွင့်အရေးဓမ္မရေးရာအခွင့်အရေးများကိုမိမိရရကြိုးစားအသုံးချဖို့ကြဖို့တိုက်တွန်းနေတဲ့ဥစဉ်ရဲ့ဩဝါဒကထာကို ဒီကုန်းချုပ်ပါလေဒါကဒါဤကာမပေါင်းသူတော်ကောင်းတို့တာတုတာတုတာတု